ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်းနတ်တမြန်မာ YouTube Channel ဘောလုံးပွဲသုံးသက်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကတော့ကျွန်တော်တို့လာမယ့်စနေတနင်္ဂနွေမှာကစားကြမယ်ကျွန်တော်တို့လီကြီးလေးတင်ရဲ့ကျွန်တော်တို့ပေါ့ချီအချူပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ဟိုကစားမယ့်ညီကိုတွေအတွက်ဘဝတူတာရပါတယ်ကျွန်တော်အနေနဲ့ဒါတင်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့စနေနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ပရီးမီးယားလိဂ်တွေကျွန်တော်တို့စပိန်လာလီဂါအီတလီစီးရီးဘွန်နက်လီဂါတွေကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပထမအဆုံးကျွန်တော်ပရီးမီးယားလိဂ်ပွဲစဉ်29စနေနေ့မှာကစားမဲ့ပွဲလေးတွေကိုကျွန်တော်အနေနဲ့အဲဟိုပေါက်ကြီးလေးတွေအကျိုးအနေနဲ့တင်ပြပေးမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့စနေနေ့9နာရီခွဲမှာကျွန်တော်တို့အေဗာတန်နဲ့ဝက်ဆန်နဲ့ကန်တဲ့ပွဲမှာအေဗာတန်ဒီအဆင့်15ဝက်ဆန်ဒီအဆင့်16ပေါ့နော် ီမှာ Everton အနီးပြီးတော့ခြေပေးထားတာဖြစ်ပါတယ်။မူလတဲ့စီကတော့ကျွန်တော်တို့ level 40ရှုံးကိုပေါင်းကြည့်ရအောင်လုံး90စာကူမှအခုလက်ရှိကျွန်တော်တို့ပေါက်စီရတော့ကျွန်တော်တို့ Everton က level 80ရှုံးကျွန်တော်တို့ကိုပေါင်းစီရနှလုံး40ရှုံးဆိုပြီးတော့ပေါက်ပါတယ်ခင်ဗျ။ဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့ Iswick နဲ့ Nottingham ပေါ့နော် Iswick ကကျွန်တော်တို့အဆင့်16 Nottingham ကအဆင့်3ပေါ့နော် Nottingham ကနေပြီးတော့မှအဝေးကွင်း level 80ကျွန်တော်ဂိုးပေါင်းစီး3လုံး90ဆိုပြီးမူလတင်ပြီးထားတယ်ပေါ့နော် ကိုဗော်ဒီဈေးမပြောင်းမနဲ့ကိုပေါင်းဈေးရတော့ကျွန်တော်တို့နှလုံးတရာရှုံးဆိုပြီးတော့ပြောင်းလဲမှာလာပါတယ်ခင်ဗျဆိုတော့နောက်တစ်ပွဲကကြတော့ကျွန်တော်မန်စီးတီးနဲ့ဘရိုက်တန်ပေါ့နော်ဒီမှာတော့မန်စီးတီးဒီအဆင့်၅ဘရိုက်တန်ဒီအဆင့်၇ပေါ့နော်မန်စီးတီးကတော့နှလုံး၄၀ရှုံးဆိုပြီးတော့ကျွန်တော်တို့နဲ့အဲဟိုဟာပေါ့မူလာတယ်ဈေးကပေးထားတယ်ကိုကိုပေါင်းဈေးက 3D ပေါ့နော်ဒါပေမဲ့လက်ရှိကြည်ရတော့ကျွန်တော်တို့နှလုံး၃၀စားဘူပေါင်းကြည်ရ၃လုံး၃၀ရှုံးဆိုပြီးတော့ဖြစ်နေပါတယ်ခင်ဗျဆိုတော့ နောက်တစ်ပွဲကတော့ South Tottenham နဲ့ Wolverhampton ပေါ့နော် South Tottenham ကတော့ဇယားအောက်ဆုံးကအဆင့်20 Wolverhampton ကကျွန်တော်တို့ဆက်ခွန်ပေါ့နော်ဒီမှာ Wolverhampton အဝေးခွင့်ရလည်းပဲ80ပေးထားတယ်ဂိုးပေါင်းကြီးက3လုံး30ရှုံးအခုလက်ရှိမှာတော့ကျွန်တော်တို့ဂိုးပေါင်းဘော်ဒီစီကလည်းပဲ80ရှုံးဂိုးပေါင်းကြီးက3လုံး80သာဆိုပြီးတော့ပေးထားပါတယ်ခင်ဗျအဲ့ကြတော့ကျွန်တော်တို့ဘုံမောက်နဲ့ Bradford ပေါ့နော်ဒီမှာတော့ဘုံမောက်ကဘုံမောက်နဲ့ Bradford အတင်းမှာကျွန်တော်တို့ဘုံမောက်အတင်းဒီ အဲ level 80ရှုံးဆိုပြီးတော့တည်စည်းပေါ့နော်၃လုံး20စားဆိုပြီးတော့ပြီးထားတယ်အဲခုပြောင်းလဲလာတယ်ကျွန်တော်ကြေးကြတော့၃လုံး90စားနဲ့ပြောင်းလဲလာပါတယ်ခင်ဗျာကူပေါင်းစည်းလည်းတက်လာတယ်၃လုံး90ရှုံးဆိုပြီးတော့တက်လာတယ်ဗျနောက်တစ်ပွဲကကျွန်တော်အာဆင်နယ်နဲ့ချယ်ဆီပေါ့နော်အာဆင်နယ်ကတော့အဆင့်နဲ့ချယ်ဆီကတော့အဆင့်၄ပေါ့နော်ဒီမှာအာဆင်နယ်ရဲ့အာဆင်နယ်ကနေပြီးတော့ပေါက်ကြီးဖွင့်ထားတယ်၃လုံးကို60စားနဲ့ကူပေါင်းကြီးက၃လုံး80စား အဲပြောင်းလဲလာတဲ့ကြီးကတော့တလုံး80စာနေပြီးတော့နှလုံး100ရုံးဆိုပြီးတော့လက်ရှိမှာပြောင်းလဲလာပါတယ်ခင်ဗျဆိုတော့တနင်္ဂနွေနေ့မှာကျွန်တော်တို့နောက်နှစ်ပွဲရှိတယ်ခင်ဗျအဲ့ဒါကတော့ဖူဟန်နဲ့စပါပွဲပေါ့နော်ဖူဟန်ကတော့အစင်30စပါအစင်73ပေါ့နော်ဖူဟန်ကနေကြီးပေးထားတယ် level 20တာမူလာဈေးပေါ့နော်၃လုံး20စာနေပြီးတော့လက်ရှိမှာတော့ဖူဟန်ကနေပြီးတော့ကျွန်တော်တို့ level 80ရှုံး ဟိုဟာနေကိုပေါင်းက3လုံး20စားဆိုပြီး3လုံး20ရှုံးဆိုပြီးတော့ပေးထားတယ်ခင်ဗျနောက်လက်စတာနဲ့မန်ယူမှာလက်စတာကြီးအဆင့်16မန်ယူကြီးအဆင့်14ပေါ့နော်ဒီမှာတော့ကျွန်တော်တို့မန်ယူကနေပြီးတော့ကြေးပေါက်ထားတယ်ကျွန်တော်တို့3လုံး60စားကျွန်တော်တို့ကိုပေါင်းကြီးက3လုံး60စားဆိုပြီးတော့လက်ရှိမှာတော့3လုံး80စားကျွန်တော်တို့ကိုပေါင်းကြီးက3လုံး60စားဆိုပြီးတော့ကျွန်တော်တို့ပေးထားတာတွေ့ရပါတယ်ဗျာနောက်ကျွန်တော်တို့စပိန်လာလီဂါပွဲစဉ်28ရက်ကျွန်တော်တို့ပွဲစဉ်လေးတွေကိုကျွန်တော်အနေနဲ့တင်ပြပေးမှာပဲဟုတ်ကဲ့ စနေနေ့မှာကစားမဲ့ပွဲစဉ်ပေါ့နော်ဘယ်လာဒူးလစ်နဲ့ဆက်တာဗီကိုပေါ့နော်ဘယ်လာဒူးလစ်ကအဆင့်20ဆက်တာဗီတို့ကအဆင့်9ပေါ့နော်ဆက်တာဗီကိုကကျွန်တော်တို့ပြီးထားတယ်ခင်ဗျာအဲ့ဒါကတလုံး80ဇာနဲ့ဂူပေါင်းကြီးကနှလုံး100ရှုံလက်ရှိမှာတော့တလုံး40ဇာနဲ့နှလုံး80ရှုံဆိုပြီးပြီးထားတယ်ခင်ဗျာနောက်9:40ကမှကံမဲ့မာယောကာနဲ့ကျွန်တော်တို့အက်စပန်ညိုပွဲမှာမာယောကာဒီကျွန်တော်တို့အဆင့်9အက်စပန်ညိုဒီအဆင့်15ပေါ့နော်မာယောကာကနေပြီးတော့ တလုံးကို80စားနှလုံး30ရှုံးကနေပြီးတော့လက်ရှိမှာကျွန်တော်တို့တလုံး80စားနှလုံး30ရေးဆိုပြီးတော့ပေါက်ကြီးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဆိုတော့တနင်္ဂနွေစနေနေ့နောက်တပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Villarreal နဲ့ကျွန်တော်တို့ Real Madrid ပွဲပေါ့နော် Villarreal ဒီအဆင့်၅ Real Madrid ဒီအဆင့်၂ပေါ့နော်ဒီမှာတော့ Real Madrid ကနေပြီးတော့မှ level 50ရှုံးကိုပေါက်ကြီးက3လုံး30ရှုံးလက်ရှိမှာတော့ကျွန်တော်တို့ level 80ရှုံး3လုံး30ရှုံးဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်။ နောက်တစ်ပွဲကတော့ကျွန်တော်တို့ဂီဂျီရိုနာနဲ့ကျွန်တော်တို့ဗလန်စီယာပေါ့နော်ဒီမှာတော့ဂျီရိုနာဒီအဆင့်73ဗလန်စီယာဒီအဆင့်76ပေါ့နော်ဂျီရိုနာကပြန်ပြီးပေးထားတယ်ကျွန်တော်တို့ level 80ရှုံးဂူပေါင်းကြီးကနှလုံး90ရှုံးဆိုပြီးပြီးထားတယ်အဲဟိုပါပေါ့ဘော်ဒီစီကမပြောင်းပါဘူးနော်ဟိုဂူပေါင်းကြီးကတော့ဟိုကနှလုံး90ရှုံးဆိုပြီးပြောင်းလဲလာတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့လီကာနဲ့ဘတ်တစ်နဲ့ပွဲပါနော် လီဂါနက်ကအဆင့်ဆက်ကွန်ဘတ်တစ်ကအဆင့်6ပေါ့နော်ဒီမှာတော့ဘတ်တစ်က level 80ရှုံးဂိုးအောင်ကြီးကနှလုံးကို60ရှုံးဆိုပြီးတော့ပေးထားတယ်ဒီမှာတော့ဟို body zero ဂိုးအောင်ဇီရောတိတ်ပြီးတော့မပြောင်းပါဘူးဗျဆိုတော့နောက်တစ်ပွဲကတော့စီဗီလာနဲ့ဘီဘာအူပေါ့နော်ဒီမှာစီဗီလာကတော့အဆင့်30ဘီဘာအူကအဆင့်4ပေါ့နော်ဘီဘာအူကပေးထားတယ်ကျွန်တော်တို့ level 80ဂိုးအောင်ကြီးကနှလုံး30ရှုံးဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီမှာတော့ body zero ကြာသွားပါတယ်ခင်ဗျအဲ level 30ရှုံးဆိုပြီးတော့ဘီဘာအူကဖြစ်နေပါတယ်ဗျာ ်ဆိုတော့နောက်တစ်ပွဲကတော့ဘလက်ကာနိုနဲ့ဆူစီတက်ပေါ့နော်ဘလက်ကာရူကအဆင့်17ပေါ့နော်ဘလက်ကာနိုကကပြီးထားတယ် level 20ရှုံးဂူပေါင်းကြီးကနှလုံး40စားဆိုပြီးတော့အဲဂူပေါင်းကြီးဘော်ဒီဇီယောဂူပေါင်းကြီးတော့တက်လာတယ်ပေါ့နော်ဟိုဟာကတော့ level 20 40ရှုံးဂူပေါင်းကြီးကနှလုံး20စားဆိုပြီးတော့ကျွန်တော်တို့ကြီးတွေတက်လာတယ် ဆိုတော့ဦးစာစုနာနဲ့ဂီတာဖေးပွဲပေါ့နော်ဦးစာစုနာကဆင်းဆက်လေးဂီတာဖေးရဆင်းဆက်နှစ်ပေါ့နော်ဒီမှာဦးစာစုနာကနေလည်းပဲ40ရှုံနှလုံး50စားဆိုပြီးတော့ပြီးထားတယ်ဘော်ဒီဆေးကတော့ level 50ရှုံထိတက်လာတယ်ပေါ့နော်ဂိုးပေါင်းစီးမပြောင်းလဲပါဘူးနောက်နောက်ဆုံးပွဲကတော့ကျွန်တော်တို့ Atletico နဲ့ Barcelona ပေါ့နော် Digo ကအဆင့်3 Barcelona ကအဆင့်1ဒီမှာတော့ Atletico ကနေပြီးတော့ level 20ရှုံး ကိုအောင်ကြီးက 3D ပေးထားပြီးတော့ဗော်ဒီဈေးကတော့ကျွန်တော်တို့30လောက်ပဲတက်ပါတယ်ဗျာ level 30ရှုံးပေါ့နော်ကိုပေါင်းကြီးမတက်ပါဘူးဗျာနောက်ကျွန်တော်တို့ Italy Serie A ပွဲစဉ်29ရက်ကျွန်တော်တို့ခြေနေလေးတွေပေါက်ကြီးကိုတုံးသက်ပေးမှာဖြစ်ပါတယ်ကျွန်တော်စနေနေ့မှာကံမဲ့6ခွဲမှာကံမဲ့ကျွန်တော်တို့မွန်ဇာနဲ့ပါမနဲ့ပွဲစဉ်ပေါ့နော်မွန်ဇာကအဆင့်30ပါမကအဆင့်7ခွန်ပေါ့နော်ဒီမှာပါမကနေပြီးတော့ဒေဂျီကျွန်တော်တို့ပြီးတယ်ကျွန်တော်တို့အဲကိုပေါင်းကြီးက3060ပေါ့နော် ဒီမှာတော့တိတ်ပြီးတော့ကွာတာမရှိဘူးဒါပေမဲ့ဂိုးပေါင်းကြီးကကျွန်တော်တို့ဟိုဟာဖြစ်လာတယ်ကြလာတယ်ပေါ့နော်နှလုံး80နဲ့ကျွန်တော်တို့ကြလာတယ်ပေါ့နောက်တစ်ခွဲကျတော့ဦးတီနီနဲ့ကျွန်တော်တို့ဗီရိုနာပေါ့နော်ဦးတီနီကကျွန်တော်တို့အဆင့်30ဗီရိုနာကအဆင့်15ဦးတီနီကနေပြီးတော့ level 100ဂိုးပေါင်းကြီးက3လုံး80ပြီးထားတယ်လက်ရှိမှာကျွန်တော်တို့ဦးတီနီကနေ3လုံး80စားဂိုးပေါင်းကြီးကနှလုံး80ရှုံးဆိုပြီးတော့ပြောင်းလဲလာတာလည်းတွေ့ရပါတယ်ခင်ဗျာဆိုတော့ နောက်တစ်ဝဲကကျတော့ကျွန်တော်တို့ AC Milan နဲ့ကိုမိုပေါ့ AC Milan ဒီအဆင့်9ကိုမိုကအဆင့်73 AC Milan ဒီတလုံးတိတ်ဆဲရှုံး၃လုံးကို90စားဆိုပြီးတော့ JP ထားပြီးတော့လက်ရှိမှာကော AC Milan ဒီတလုံး80စား၃လုံးကို90စားဆိုပြီးတော့ပြောင်းလဲလာတာလည်းတွေ့ရတယ်ဆိုတော့ Torino နဲ့နောက်တစ်ဝဲကတိုရီနိုနဲ့ Empoli နဲ့မှာ Torino ဒီအဲအဆင့်71 Empoli ဒီအဆင့်78ဒီမှာ Torino ကနေလည်းပဲ90ရှုံးဂိုးပေါင်းကြီးနှလုံး40ရှုံးဆိုပြီးပြေးလာပြီးတော့ပြောင်းလဲလာတဲ့အကြီးကတော့တလုံး80စား နှလုံး30ရှုံးဆိုပြီးတော့ပြောင်းလဲလာတာဖြစ်ပါတယ်နောက်တစ်ပွဲတော့ဗီရိုနာနဲ့နာပိုလီပေါ့နော်အဲဗနီစီယာနဲ့နာပိုလီပါဗနီစီယာကအဆင့်ဆက်ရှင်နာပိုလီကအဆင့်နှစ်အဆင့်နှစ်ပေါ့နော်နာပိုလီကနေပြီးတော့တစ်လုံး30ရှုံးနှလုံးကို100ရှုံးဆိုပြီးပေးထားတယ်ပြောင်းလဲလာတာကတော့တစ်လုံး30ရှုံးနှလုံးကို80ရှုံးဆိုပြီးတော့ပြောင်းလဲလာတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ဘူလော်နာနဲ့လာစီယိုနဲ့ပွဲမှာဘူလော်နာလီအဆင့်6 အာဇီယိုဒီအဆင့်၅ပေါ့နော်ဒီမှာဘူလောနာကနေပြီးတော့မှ level 20ရှုံးဂိုးပေါင်းကြီးက3လုံး20စားစုပြီးလာတယ်ပြောင်းလဲလာတာကတော့ level 30ရှုံးနှလုံးကို90ရှုံးဆိုပြီးတော့ပြောင်းလဲလာတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ရိုမနဲ့ကေဂလီယာကြီးမှာရိုမကအဆင့်ခွန်ကေဂလီယာကြီးကအဆင့်14ပေါ့နော်ရိုမဘက်ကနေပြီးတော့တစ်လုံး20ရှုံးဂိုးပေါင်းကြီးကနှလုံး80ရှုံးဆိုပြီးပြီးလာပြီးတော့ပြောင်းလဲလာတာကတော့တစ်လုံး20စားနှစ်နှလုံးကို100ရှုံးဆိုပြီးတော့ပြောင်းလဲလာတာဖြစ်ပါတယ်။နောက်တစ်ခွဲကတော့ကျွန်တော်ဖီအိုရင်တီနာနဲ့ဂျူဗင်မာဖီအိုက ျွန်တော်တို့အဆင့်ရှင်ဂျူမင်ကအဆင့်၄ပေါ့နော်ဂျူမင်တက်ကနေပြီးတော့ကျွန်တော်တို့ level 30ရှုံးအဲနှလုံး90ရှုံးဆိုပြီးပေးလာတယ်ပြောင်းလဲလာတာကတော့ကျွန်တော်တို့ဟိုပါပေါ့နော် body size က level 90ရှုံးကိုပေါင်းကြီးကနှလုံး30ဆိုဆိုပြီးတော့ပြောင်းလဲလာမှာပြန်နောက်ဆုံးတစ်ပွဲကတော့ကျွန်တော်တို့ Atalanta နဲ့ Inter မှာ Atalanta ကအဆင့်3 Inter Milan ကအဆင့်1ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ Atalanta ကနေ JP ထားတယ် level 40ရှုံးကိုပေါင်းကြီးက3လုံး30စာဆိုပြီးတော့ပေးထားပြီးတော့ကျွန်တော်တို့ပြောင်းလဲလာတာကတော့ level 20ရှုံး ကျွန်တော်ကိုပေါင်းကြီးကနှလုံးတရားချုံးဆိုပြီးပေးထားပါတယ်ဗျနောက်ဆုံးအနေနဲ့ကျွန်တော်ဘွန်ဒက်လီကာပွဲစဉ်26ရက်ကျွန်တော်တို့ပေါက်ကြီးအချူပေါ့နော်ဒါလေးတွေကိုကျွန်တော်တင်ပြပြီးမှာဖြစ်ပါတယ်စနေနေ့မှာကျွန်တော်ကံမဲ့ညနေည9:00နာရီပေါ့နော်ဆိုတော့ Water Premium နဲ့ Moon Channel ပွဲမှာ Water Premium ဒီအဆင့်ဆက်နဲ့ Moon Channel ဒီကျွန်တော်တို့ Moon Channel ဒီ Moon Channel ကလာဘက်ဒီအဆင့်9ပေါ့နော်ဒီမှာတော့ Water Premium ကနေလည်းပဲ30ရှုံကိုပေါင်းကြီးက 3D ပေးထားတယ် Body ဈေးမပြောင်းဘူးအဲကိုပေါင်းဈေးကလည်းတိတ်မပြောင်းပါဘူးဗျနောက်တစ်ပွဲကတော့ Osback ကကျွန်တော်တို့ အဆင့်7ကျွန်တော်တို့ဝဘက်ကအဆင့်9ပေါ့နော်ဒီမှာ off ဘက်ကအဲထဲပဲကျွန်တော်တို့ပေါက်ကြီးရထဲပဲပေးထားတယ်ဂူပေါင်းကြီးရလည်းကျွန်တော်တို့နှလုံး90ရှုံးပေါ့နော်လက်ရှိမှာတော့နှလုံး80ရှုံးဆိုပြီးတော့ဖြစ်နေပါတယ်ခင်ဗျာနောက်တစ်ဝေးကတော့ကျွန်တော်တို့ mains နဲ့ prime back ပေါ့နော် mains ကအဆင့်3 prime back ကအဆင့်5ပေါ့နော်ဒီမှာတော့ mains ကနေပြီးတော့ level 90ရှုံးဂူပေါင်းကြီးရနှလုံး80ရှုံးဆိုပြီးပေးထားတယ် အဲပြောင်းလဲလာတာဗိုလ်စီကတော့တိတ်မပြောင်းဘူးကိုပေါင်းစီလည်းကျွန်တော်တို့30လောက်ပဲပြောင်းလဲတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ Union Berlin နဲ့ Bayern နဲ့ပေါ့နော် Union Berlin အဆင့်၄ Bayern ကအဆင့်၁ဒီမှာ Bayern Munich ကနေပြီးတော့တလုံး60ရှုံးကိုပေါင်းကြီးက3လုံး40စားဆိုပြီးပြီးထားတယ်ဒီမှာတော့ကျွန်တော်တို့ Bayern Munich ကနေတလုံး80ရှုံး3လုံးကို20စားဆိုပြီးပြောင်းလဲလာတာဖြစ်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ Leipzig နဲ့ Dortmund ပေါ့နော် Leipzig ကနေပြီးတော့အဆင့်6 Dortmund ကအဆင့်30ပေါ့နော်ဒီမှာတော့ Leipzig ကထည့်ပေးထားပြီးတော့ကိုပေါင်းကြီးရ 3D ပေးထားတယ်။ကြောင်းလဲလာတာကတော့ live ကနေပြီးတော့ level 20ရှုံးကိုပေါင်းကြီးရတော့မပြောင်းလဲပါဘူး။နောက်တစ်ပွဲကတော့ကျွန်တော်တို့ဘူချန်နဲ့ front back မှာဘူချန်အဆင့်16 front back ကတော့အဆင့်4ပေါ့နော် front back ကနေ level 80ကျွန်တော်တို့ကိုပေါင်းစီက3လုံး30စားဆိုပြီးတော့ကြောင်းလဲလာတာကတော့ level 50ရှုံးကိုပေါင်းစီ3လုံး90စားဆိုပြီးတော့ကြောင်းလဲလာတာဖြစ်ပါတယ်။နောက်တစ်ပွဲကျတော့ high day hey ကျွန်တော်တို့အဆင့်ဆက်ရှယ် Hostan Kia အဆင့်ဆက်ကွန်ပေါ့နော်ဒီမှာတော့ Hidden Hin ကနေပြီးတော့ level 100အထိပေးထားတယ်ကိုအောင်ကြီး360ဆိုပြီးတော့ဒါစတဲ့ကြီးပေးထားပြီးတော့ပြောင်းလဲလာတာကတော့ level 80ကိုအောင်ကြီးက380ဆိုပြီးတော့ပြောင်းလဲလာတာဖြစ်ပါတယ်နောက်ဆုံးပွဲကတော့ကျွန်တော် Stuka နဲ့၄ပါးကိုစင်ပါ Stuka ကအဆင့်ရှယ်၄ပါးကိုစင်ကအဆင့်နဲ့ဒီမှာတော့၄ပါးကိုစင်က level 80ရှုံးကိုအောင်ကြီးက330စာဆိုပြီးပေးထားပြီးတော့လက်အလက်ရှိမှာတော့၄ပါးကိုစင်က level 40ရှုံး ကိုပေါင်းကြီးက3လုံး30အစားဆိုပြီးတော့ပြီးထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လာမဲ့ကျွန်တော်တို့စနေတနင်္ဂနွေမှာကဲမဲ့လီချီ၄ခုရဲ့ကျွန်တော်တို့ပေါက်ကြီးကိုအကျိုးအနေနဲ့တင်ပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ